အားလုံးပဲမင်္ဂလာပါအခုပြန်ပြောမှာကပေါ့နော်အဲဒီ unfight color အကြောင်းမှာ RGB color အကြောင်းပြန်ပြောမှာပေါ့နော်အရင်အဗီဒီယိုတပုတ်တုန်းကဘာဖြစ်သွားလဲဆိုတော့တဝက်ထဲပဲပါသွားတယ်အဲ့တော့ဒီမှာကုတ်တရရေးပြီးသားဖြစ်နေတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒါတွေကို comment အကောင်လုံးပေးပြီးတော့ကြာတော့ပြန်ပြောပြမှာပေါ့နော်အကောင်လုံးကို comment ပေးလိုက်မယ် comment ကတိခဲ့တဲ့အတိုင်းပဲ control forward လာပေါ့နော် ဆိုရင်ဒါရီကိုမြင်လို့မျက်စိမလျှောက်သွားနဲ့တော့တဆင်ချင်းပဲပြန်ပြောမယ်ပေါ့နော်အဲဒီပထမဆုံးကနေစပြီးပြန်ပြောလိုက်မယ် RGB ဆိုတာက R ဆိုတာက Rust G ဆိုတာက green B ဆိုတာ blue ပေါ့เนาะသူ့ကို RGB ကလောက်ပေးခြင်းနေဆိုရင် value က0တို့255တိရှိရဲဒါဆိုရင်ကိုကပေးခြင်းနေဆိုရင်0လဲပေးလို့ရတယ်255တိပေးလို့ရတယ်ပေါ့เนาะဂျာတဲ့ကခဏနေအများကြီး0 1 2 3 4 5 6 7 8 9 10ပြီးတော့255တိပေးလို့ရတယ်ဆိုတဲ့သဘောပေါ့เนาะဒါဆိုရင်ဒီအောက်ကဒီကောင်လေးကိုကြည့်မယ်ပေါ့เนาะဒီအောက်ကဒီကောင်လေးကိုမကြည့်ခင်ဒီ file လေးကိုအရင်ဆုံးသွား run ထားလိုက်မယ်ပေါ့เนาะဒီ file ကို run မို့ရန်အတွက်ဒီ file က4ရာတဲ့က ဒက်စပီစီတဲကဒီတဲကဒီ HTML ထဲမှာရှိရဲပေါ့နော်ဒီမှာ M5 ဆိုတဲ့ color လေးပေါ့နော်ဆိုရင်အခုကကြံတဲ့ဘာတွေရလဲဆိုတော့ဒီမှာ order တက်လေးနဲ့တစ်ခါပြီးဟိုဘက်ကိုရွှေ့လိုက်မယ်ပေါ့နော်ဒီမှာကြံတဲ့ဒီရေးထားတဲ့ code တွေဒီ comment ပိတ်ထားဖြစ်တဲ့အကြောင်းမပေါ်ဘူးဒီနှစ်ခုပဲပေါ်နေတာပေါ့နော် RGB red green blue နဲ့ value demo 02 255ဆိုတာပေါ်နေတာပေါ့နော်ဒါဆိုရင်ဒီမှာဒီလိုမျိုးပေါ်နေတာအဲ့တော့တစ်ဆင့်ချင်းပြန်သွားရမယ်ဆိုရင်ဒီမှာ font color ကိုအရင်စမ်းကြည့်မယ် font color ကိုစမ်းတဲ့ font color ဒီ style ဖြစ်တဲ့အတွက်ကြောင့်မို့ဆိုတော့ style ဆိုတဲ့အထည်ယူလေးကိုတောင်းရမယ်ပေါ့နော်ဒါဒီပုံမှန်အတိုင်းရေးလိုက်တာဒါလေးကိုပြန်ရေးပြရမယ်ဆိုရင် pattern လေးရှိမယ် အဖွင့်ရှိမယ်အပိတ်ရှိမယ်ပေါ့နော်ပီတက်လေးအဖွင့်ရှိမယ်အပိတ်ရှိမယ်နောက်တစ်ခုကကြတော့အိုက်ကြားထဲမှာ this is p a r a g r a p a ပါရဂရက်တက်ဆိုပြီးရေးလိုက်တယ်ရေးပြီးတော့ကြတော့ အခုဒီဖောင်ကာလာကိုပြင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လေးမှာကာလာလိုပဲသုံးမယ်ဖောင်ကာလာလိုမသုံးဘူးပေါ့နော်အားကြောင့်မလို့အခုဒီစတိုင်အထရီဗျူကိုသုံးရမှာဖြစ်တယ်ဘာလို့လဲဆိုတော့အာစတိုင်မျိုးပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ SDYMA style စတိုင်လေးကနေပြီးတော့ဖောင်ကာလာဆိုရင်ရိုးရိုးတန်းတန်းကာလာကိုသုံးလိုက်ရုံပဲအဲ့ဒါမှကိုကြိုက်တာက blue ပေးလို့ရတယ်ရိုးရိုးတန်းတန်း solid ကာလာတွေဆိုရင်ကိုကြိုက်တာပေးလို့ရတယ်ဒီမှာပေါ့နော်ဒီမှာလည်းရွေးချယ်စရာ recommend recommend တွေလည်းပေးထားတယ်ပေါ့နော် blue လည်းပေးလို့ရတယ် blue violet လည်းပေးလို့ရတယ် ်ပေါ့နော်ဒါဆိုရင်အရင်ဆုံး control အစေ့ကြည့်လိုက်မယ်ပေါ့နော်စေ့ကြည့်ပြီးတော့ကြာတော့ဒါဆိုရင်နှစ်ခုစလုံးဒီ comment မပိတ်ထားတာဖြစ်တဲ့ကြောင့်နှစ်ခုစလုံးပေါ်မှာအပြရန်နဲ့တချောင်းပေါ်မယ် blue point လက်နဲ့တချောင်းပေါ်မယ်ပေါ့နော်ဒါဆိုရင်ပြပြီးတော့ဒီဘက်မှာဒီလိုတစ်ချက်လုပ်ကြည့်မယ်ဆိုရင်စာသားလေးတွေဒီမှာအပေါ်ကအပြရန်နဲ့တချောင်းပေါ်မယ်နောက်က blue point လက်နဲ့တချောင်းပေါ်ရဲပေါ့နော်ဒါဒီဘယ်လိုရေးလိုက်တာလဲဆိုတော့ဖောင်ကလာကိုရိုးရိုးတန်းတန်းကလာနဲ့ပဲပေးလိုက်တာ rgb ကလာနဲ့ပေးတာမဟုတ်သေးဘူးပေါ့နော်ဒါဆိုရင် နည်းလေးရောက်သွားမှဆိုတော့ခုပြလိုက်မယ်ဖြတ်ပြီးတော့ကြာတော့အခုကဘာနဲ့ပြီးတော့မှာဆိုတော့ RGB color နဲ့ပြီးတော့မှာ RGB color နဲ့ပြီးခြင်းနေဆိုရင်သူ့ရင်မှာ format က RGB ဆိုပြီးတော့ဒီမှာ white ကွန်းလေးနဲ့000 000ဒါဆို000ဘာကြောင့်ပြရလဲတစ်ချက်ချင်းရေပေါ့နော်ဒါဆိုဒီကောင်လေးကို comment လေးဖွင့်ရမယ် comment ပြီးခြင်းနေဆိုရင်လဲ control forward slash comment ဖွင့်ခြင်းနေဆိုရင်လဲ control forward slash ပဲပေါ့နော်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကြာ control save save ပြီးတော့ကြာပုံမှန်ရေးသလိုပဲအရင်ဆုံး ပီတက်လေးပဲရင်နေလိုက်မယ်ဒီမှာပီတက်ပီတက်ထဲမှာမာဒီမှာစာသားလေးကိုရင်လိုက်မယ် This is paragraph with RGB font color ဆိုရဲစာသားလေးပဲပြန်ရေးလိုက်မယ်ရေးပြီးတော့じゃအခုဒီ style ကို solid color မပေးတော့ဒီလိုမျိုးကောင်လေးတွေကို solid color လို့ခေါ်တယ် solid color မပေးတော့ဘူးအခုက RGB color နဲ့ပေးမှာအခုကသူတို့0 to 255တွေရှိတယ်ဆိုတော့0ကနေအရင်စကြည့်ပေးမယ်ပေါ့နော် red demo ကိုလည်း0 green demo ကိုလည်း0 blue demo ကိုလည်း0သူဘိုင်အောင်လေးထွက်မလဲဆိုတော့အရင်သွားကြည့်မယ်မကြည့်ခင်ဒီမှာတောင်သိတယ်ပေါ့နော်နန်းနန်းလေးမှာအနက်အောင်လေးထွက်နေတယ်ဒါဆိုတော့ red ရော green ရော blue ရောကို0ပေးရင်ဘိုင်အောင်ထွက်မလဲဆိုတော့အနက်အောင်ထွက်မယ်ပေါ့နော်ဟုတ်လားမဟုတ်လားဒီမှာပြီးတော့တစ်ချက်သွားလုံးမယ်ဆိုရင် this is paragraphs was archery phong ka la ဆိုတော့ဒီမှာအနဲ့အောင်လေးပဲထွက်တယ်ပေါ့နော်။အဲဆိုရင်တခုရပြီ။အခုရပြီနောက်တစ်ဆင့်သွားမယ်။အခု0ဆိုတော့အနည်းဆုံးခဏအောင်ပေးပြီးပြီ။အခု255ဆိုတော့အများဆုံးခဏအောင်ပေးကြည့်လိုက်မယ်ပေါ့နော်။ဒါဆိုရင်သူ့ကို control forward select လေးနဲ့ command လေးဖွင့်လိုက်မယ်ပေါ့နော်။ဖွင့်ပြီးတော့ကြတော့အာပုံမှန်လိုပဲ pz လေးကိုအရင်ရေးမယ်ရေးပြီးတော့ကြတော့ this is paragraph that where rgb ဖောင်းကလာဆိုပြီးရေးမယ်ပေါ့နော် ေးပြီးတော့အခုဒီစတိုင်ပေးမှဖြစ်တဲ့ကြောင့်မလို့စတိုင်လို့ရေးလိုက်မယ်။နောက်ပြီးကြတော့ color color ဒီပါလဲဆိုတော့ RGB color ကိုပြောမှဖြစ်တဲ့ကြောင့်မလို့ RGB လို့ရေးလိုက်နဲ့။ရေးပြီးတော့ white ကွန်းလေးနဲ့အခုဒီကဏ္ဍအငယ်ဆုံးပြောပြပြီးအကြီးဆုံးပြောမှဖြစ်တဲ့ကြောင့်မလို့အကောင်လုံးကို255 255 255လို့ပြလိုက်မယ်။ဒါဆိုရင် control ရစီမယ်။ဒီဘက်မှာပေါ်လာတော့ချိန်နေပါတော့။ဒီလောက်တစ်ချက်လုံးမယ်။ဟိုဘက်မှာပေါ်လာဆိုတော့ပေါ်တဲ့ပုံမပေါ်ဘူး။တကယ်တမ်းကျတော့ပေါ်နေပေါ့နော်။ တူဖိုင်ဖိုင်တူဖိုင်ဖိုင်တူဖိုင်ဖိုင်တီအဖြူရောင်ဖြစ်တယ်အဖြူရောင်မော့အဖြူရောင်စင်တော့ဘာမှမမြင်ရတော့ဖြစ်သွားအောင်တန်းညာနေနေမှာစာသားရှိရင်ဒီနေရာလေးပဲအဲ့လိုမျိုးလုပ်လို့ရကျန်တဲ့နေရာတော့လုံးလုံးမရဘူးခြေလိုက်ကျန်တဲ့နေရာတော့လုံးဘာစာသားမှမရှိတဲ့ကြောင်ပေါ်လို့မရဘူးဒီနေ့လေးမှာစာသားရှိနေတဲ့ကြောင်ပေါ်လို့ဒီလိုမျိုးတော့လုံးလိုက်ရင်ပေါ်တယ်ပေါ့နော်ဒါဆိုရင်တခုမှတ်ထားရမှာက RGB က RGB ကလာကို000လို့ပေးရင်အနက်ရောင်ဖြစ်ပြီးတော့255 255 255လို့ပေးရင်အဖြူရောင်ဖြစ်တယ်ပေါ့နော် နောက်တစ်ခုကဖောင်းကာလာပြောပြပြီးဆိုရင် background ကာလာအကြောင်းပြောမယ်ပေါ့နော်ကာလာတွေကိုပြောချင်တယ်ဆိုရင်ဖောင်းအာဒီဖောင်းပုံစံတွေကိုပေးရမယ်ကာလာနဲ့ background နောက်ခံရအောင်ပေးရမယ်ကာလာဆိုပြီးနှစ်မျိုးရှိရအဲ့တော့ background ကာလာကိုသွားကြည့်ကြမယ် background ကာလာဆိုရင်လည်းဒီလိုမျိုးလဲဆိုတော့ control forward slider နဲ့အရင်ဆုံး comment လေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့ကြာတော့ ်းစင်မယ်။ဒါဆိုရင်ပုံမှန်တိုင်းမဲ့ပီတက်လေးကိုအရင်ရေးမယ်။ရေးပြီးတော့ကြတော့ဒီမှာအိုင်ယံပါလာဂရက်တက်ဆိုပြီးတော့ပေါ်လာမယ်။ပေါ်လာပြီးအခုဒီဖောက်ကလာပေးမှာမဟုတ်ဘက်ဂရောင်းကလာဖြစ်တဲ့တကြောင်မလို့ဘက်ဂရောင်းကလာလို့ပေးလိုက်မယ်။အရင်ဆုံးအပေါ်အတိုင်းလိုပဲ solid ကလာလေးအရင်ပေးကြည့်မယ်။အဆင်ပြေလားပေါ့ဘက်ဂရောင်းကလာသေးအဝါရောင်လေးအဆင်ပြေလားဆိုတော့ပေးကြည့်မယ်။ဒီမှာဒီလောက်တစ်ချက်လုံးမယ်ဆိုရင်ဒီမှာ on နေပြီပေါ့နော်။သူကဘာမပြောင်းဘူးဆိုတော့ background ပဲပြောင်းတဲ့အတွက်ကြောင့်မလို့ background ရဲလို့လေးဒီမှာပေါ်နေပေါ့နော်။ ေးပြီဆိုရင် အခုကဗာလဲဆိုတော့ဒီ background ကို RGB color နဲ့ solid color နဲ့ပေးပြီဆိုရင်အခုက RGB color နဲ့ပေးခြင်းပဲစောနာတော့ကလိုပဲ RGB ကို000 000ဆိုပြီးတော့ background color နဲ့ပေးကြည့်လိုက်မယ်ပေါ့နော်သူပါပုံစံထွက်လာမလဲကြည့်မယ်ဒါရေးပုံရေးနေရတော့သိမယ်ထင်ပါတယ်ပီတက်ပီတက်လေးကိုအရင်အဆောင်တွဲကိုရင်ရေးလိုက်ရေးပြီးမှဒီစာသားလေးကိုရေးလိုက်နောက်တစ်ခုနာနောက်ပြီးကြမှဒီ style လေးပေးလိုက်ပေါ့နော်ဒါကတော့မှတ်မိလို့အောင်ပြောတော့ကိုကြိုက်တယ်လို့ရေးလို့ရတယ် လို့ဒီမှာအနက်ရောင်ဘက်ကောင်မီနဲ့ဒီမှာပေါ်လာပြီဒါပေမဲ့စာသားအောင်မမြင်ရဘူးလို့ဆိုတော့စာသားတွေလည်းပုံမှန်တွေ့ရင်မှာ origin နဲ့ color တွေအနက်ရောင်ဖြစ်တဲ့ကြောင့်မလို့အနက်ရောင်မို့အနက်ရောင်စင်တော့မမြင်ရတာပေါ့နော်အဲဆိုရင်ဒါလည်းရပြီနောက်တစ်ခုကိုပြန်ပြမယ်နောက်တစ်ခုကိုကြာတော့ဗာလဲဆိုတော့ဒီမှာ background color တွေ RGB 255 255 255ပေါ့နော်ဒါဆိုရင် background color တွေအဖြူရောင်ဖြစ်မယ်ဒါဆိုရင်တစ်ချက်တော့ရှင်းမယ်ပေါ့နော် control ဆေးမယ်ဆေးရကြဒီဘက်မှာ ူရောင်ဆိုတော့နောက်ကဘလောင်စာမှာရှိနေတဲ့အယောင်တရားလည်းအဖြူရောင်ဖြစ်နေတယ်။နောက်တစ်ခုဘကောင်ကာလာတွေလည်းအဖြူရောင်ဖြစ်နေတယ်။သူတို့နှစ်ခုတွေလည်းအဲ့လိုပဲထပ်သွားဖြစ်တဲ့တကြောင်မလို့နောက်ကဘကောင်ကာလာမှမတည်တာတာပေါ့နော်။ဒါဆိုရင်အခုကအပေါ်မှာကဖောင်းကာလာနဲ့ပြီးခဲ့ပြီ။ဖောင်းကာလာနဲ့ဒီမှာ comment ထားရင်းနဲ့ပထမအဆုံးလောက်တာကဖောင်းကာလာနဲ့ဖောင်းမကာလာနဲ့အာချီဘီကာလာပြီးခဲ့တယ်ပေါ့နော်။အာချီဘီကာလာပြီးခဲ့ပြီ။ နောက်တစ်ခုကကြာတော့ဘာနဲ့လဲဆိုတော့နံပါတ်2က background color နဲ့ background color နဲ့ RGB ပေးခဲ့ပြီးအခုကဘာကိုပေးမလဲဆိုတော့ background ရောအာ background color ကိုလည်းပေးမယ်ဖောင့် color ကိုလည်းပေးမယ်ပေါ့နော်ဒီမှာပေးကြည့်မယ်ဆိုတော့ဒီမှာဖောင့် color ရော background color ရောပေးမယ်အရင်ဆုံးသူတို့အကုန်လုံးဒီဒါ slide လောက်ပြလောက်ပြတဲ့အကြောင်းကိုအရင်ဆုံးကောင်းအောင်ဖြောင်းလိုက် ော့နှစ်ခုစလုံးကိုရေးကြည့်မယ်။နှစ်ခုစလုံးကိုဘလို့ခုဆောင်းလာတော့ကလိုပဲ solid color နဲ့ရင်ရေးကြည့်မယ်။ဒါဆိုရင်စတိုင်ဒီမှာ color found color လေးကိုရင်ပေးလိုက်တယ်။ color deep blue အပြာရောင်ဖြစ်တယ်။အဲ့လိုပဲ background color တွေရေးလို့အဝါရောင်ဖြစ်တယ်။ဒါဆိုရင်အဲ့ဒီပုံစံလေးထွက်မလာပါတော့။ found color တွေအပြာရောင်ဖြစ်ပြီးတော့ background color တွေအဝါရောင်ဖြစ်တယ်ဆိုတာထွက်မလာတော့ချင်နေပါတော့။ဒါဆိုရင်တစ်ခုတိထားစေချင်တာကနှစ်ခုရေးချင်တယ်ဆိုဒီကြားထဲမှာကော်မာခံရတာမဟုတ်ပါဘူး။စီမီကော်မာခံရတယ်ဆိုတာလည်းသိချင်တာပေါ့နော်။ကော်မာသွားခံရင်အဲ့ဒါတတ်ပါတယ်။ ချက်လုံးမဲ့ background ရောင်ဒီအဝါရောင်စာဒီအပြိုင်အောင်ဆိုပြီးတော့ဒီမှာထွက်လာတယ်ပေါ့နော်။ဒါကြောင့်ဒီကြားထဲမှာ semi comma လေးမခံနိုင်နဲ့ comma လေးခံချင်တယ်ပေါ့နော်။ control ဆိုင်မဲ့ save ရတယ်ဒီမှာဒီလိုတစ်ချက်လုံးမဲ့ဒီမှာတော့ဘာမှမလုပ်ဘာမှအောင်မလုပ်ပြရတော့ပေါ့နော်။ဒါဆိုရင်နောက်ပြန်တော့ဒီမှာလက်တည်တာပါတယ်ဒီမှာနေရာပုံစံလေးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါဒီမှာရေပေါ့နော်။ semi comma လေးဖြစ်ရမယ်။ဒါဒီပြီးပြီး solid color အနေနဲ့ပေးပြီးဆိုတော့အခုဘာနဲ့ပြောမလဲဆိုတော့ RGB color နဲ့ RGB color နဲ့ဖောင့် color ကိုလည်းပေးမယ် background color ကိုလည်းပေးမယ်။ဒါဆိုရင်အခု RGB color 000တွေဒီမှာမြင်နေတဲ့အတိုင်းပဲအနက်ရောင်ဖောင့် color တွေကလည်းအနက်ရောင် background color တွေအနက်ရောင်ဆွမ်းနာပြောခဲ့တဲ့အရောင်တွေကတူနေရင်ထက်တယ်ဆိုတော့အနက်ရောင်ပေါ့အနက်ရောင်ဆင်နေရယ်ဆိုရင်သူဘာမှမမြင်ရသေးအပေါ်တော့ဒီဝန်ဆောင်မျိုးလေးပဲပေါ်မှာပေါ့နော်။တူတူပဲဒီနောက်ကိုပြောချင်တဲ့အဓိပ္ပာယ် ိုရင်ဒီမှာပြောပြချင်တာကကာလာ ကာလာရဲ့မအယောင်နဲ့ဘက်ကောင်ကာလာရဲ့မအယောင်ကတူတယ်ဆိုရင်တို့ကထပ်သွားတာဖြစ်တဲ့အကြောင်းမမြင်ရတာပေါ့နော်တကယ်ကြတော့ဒီနယ်လေးမှာရှိရဲဆိုတာကိုပြောချင်တာပေါ့ဒါဆိုရင်နောက်တစ်ခုသွားကြည့်မယ်ဆိုရင်နောက်တစ်ခုသွားကြည့်မယ်ဆိုရင်နောက်တစ်ခုကိုအရင်ဆုံး control forward slash လေးနဲ့အရင်သွားဖြုတ်လိုက်မယ်ပေါ့နော် control လေးစေးမယ် ေ့ပြီးတော့ကြာတော့ဒီမှာပေးထားတာကကာလာကာလာဆိုတာကဖောင်းကာလာကိုပြောတာဖောင်းကာလာကအချီဒီ255 255 255 255ဆိုရဲ့အသေးငယ်ကအဖြူရောင်ပေါ့နော်ကာလာကိုလည်းအဖြူရောင်ပေးထားတယ် background ကာလာကိုလည်းအဖြူရောင်ပေးထားတယ်ဒါဆိုရင်ဘလို့ပေါ်မလဲသွားချိန်မယ်ပေါ့နော် control စေးမယ်စေးပြီးတော့ကြာတော့ဒီဘက်မှာ reload တစ်ချက်လုံးမယ်ပေါ့နော်ဒါဆိုရင်ငကယ်န်းကြာဒီအောက်လေးမှာဖြူအောင်စတာလေးရှိရယ် ဆိုမျိုးလေးဆက်လက်လေးမှတ်ကြည့်ရသိရပေါ့နော်သူက browser ကြီးကလည်းအဖြူရောင်ကြီးဖြစ်နေရယ်နောက်တစ်ခုက background ကလည်းအဖြူရောင်စာသားကလည်းအဖြူရောင်ဖြစ်ရတဲ့ကြောင့်သူ့တိုင်းကျင်မမြင်ရတာပေါ့နော်ဒါဒီကုန်ရေးမားတာမဟုတ်ဘူးပေါ့နော်ဒီတစ်ခုနဲ့တစ်ခုထပ်နေလို့ဒါမမြင်ရခြင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်ရပြီဒါဆိုရင်နောက်ကျရေးပုံရင်းကြီးလည်းဒီမှာပြောထားတယ်သူက p ကိုအဖွင့်ပိတ်လေးကိုအရင်ရေးမယ်ရေးပြီးတော့ကျဒုတိယစာသားလေးကိုရေးရမယ်ပေါ့ရေးပြီးတော့ကျမှဒီမှာဖောင်းဒီမှာ set time ပေးมาဖြစ်တဲ့ကြောင့်မလို့ set time ဆိုတဲ့တကောင်လေးကို attribute လို့ခေါ်တယ် set time ဆိုတဲ့ attribute ကိုတုံးမယ်တုံးပြီးတော့ကြာ color ကိုပေးမယ် color ဆိုတာဖောင့် color ပြောချင်တာ color ပေးမယ် RGB 255 255တွေ့ရတယ် background color ကိုလည်း RGB 255 255 255လို့ပြောမယ်ပေါ့နော်အဲ့တော့ရပြီနောက်တစ်ခုကိုတွေ့ကြည့်မယ်နောက်တစ်ခုကကြာတော့ဒီမှာပေါ့နော်မရွမ်းပြသေးမရွမ်းပြသေးပဲဒီမှာစဉ်းစားကြည့်လိုက်မယ်ပေါ့နော်ဒီမှာ color ကိုကြာတော့အဖြူရောင်ပေးထားတယ် ဘက်ကောင်ကလာကိုကြာအနဲ့ရောင်ပေးထားတယ်ဆိုတော့သူကအဲ့အနဲ့ရောင်ပုံမှာစာသားဖြူအောင်လေ့ရှိနေမှာပေါ့ဒါဆိုမြင်ရမှာပေါ့မြင်ရမလားမမြင်ရမလားဆိုတာကိုအရင်ဆုံးသွားကြည့်မယ်ပေါ့နော်ဒီမှာဘယ်လိုတစ်ချက်လုံးမှာဆိုရင်စာအနောက်ကဘက်ကောင်အနဲ့ရောင်ပုံမှာစာသားအဖြူအောင်လေးဆိုတော့ဒီမှာမြင်ရတယ်ပေါ့နော် ။အဲဆိုရင်နောက်တစ်ခုသွားပြီးတော့ control power set တွေနောက်တစ်ခုသွားဖြုတ်ကြည့်မယ်။အရင်ဆုံး control ကပဲစိတ်ထားမှာဘာမှမလုပ်သေးဘူး။ဘာမှမလုပ်သေးပဲနဲ့ဒီမှာ red ရင်မှာ value ကို0လို့ပေးလိုက်မယ်။နောက်ထပ် green ရင်မှာ value ကိုလည်း0ပေးလိုက်မယ်။ဒါပေမဲ့ blue ရင်မှာ value ကိုတော့255လို့ပေးလိုက်မယ်ဆိုတော့သူဘာပုံထွက်လာမလဲအရင်ကြည့်မယ်ပေါ့နော်။ control စိတ်မယ်။စိတ်ပြီးတော့ကြာတော့ result တစ်ချက်လုံးမယ်ဆိုရင်ဒီမှာသူဒီဒီမှာဒီမှာလက်ကြည့်လို့ရတယ်။ red value က0 green value က0 ဘလူးဘဲလူးမှာ255ဖြစ်တဲ့တကြောင်မလို့နောက်ဆုံးအများဆုံးခဏ255ကိုပေးလိုက်တဲ့တကြောင်မလို့ဒီစာသားလေးဒီအပြရန်ဖြစ်သွားတယ်ပေါ့နော်။ဒါဆိုရင်အဲ့တခုရမယ်။နောက်တစ်ခုကိုလည်းစမ်းကြည့်မယ်။ control forward slide နဲ့ဒါဆိုရင်စွန်းနာတော့ကဘလူးနေရာမှာ255ပေးတော့အပြရန်ရတယ်ဆိုတော့အခုကဘယ်နေရာမှာပေးထားလဲဆိုတော့ RGB green နေရာမှာပေးထားဖြစ်တဲ့တကြောင်မလို့တေးကြတယ်သူဘာရန်ရမလဲ။ green အောင်ရအောင်ပါဘာလို့ဆိုတော့ဒီမှာ r တန်ဖိုးက0ဒီနေ့မှာ green တန်ဖိုးကြတော့255 ဘလူးတန်ဖို့ကြောင့်လည်း0ပေးထားတဲ့အကြောင်းမလို့ green နေရာမှာအများဆုံးကဏ္ဍဖြစ်တဲ့2ခွဲဘက်ကိုဘဲလူကိုပေးထားတဲ့အကြောင်းမလို့ဘလို့ဖြစ်မလဲဆိုတော့ control ဆေးမယ်ဒီမှာပြီးလုံးတစ်ချက်လောက်ပြီးသွားချိန်မယ်ပေါ့နော်ဒါဆိုရင်ဒီမှာတော့အစိမ်းအောင်လေးပေါ်လာပြီပေါ့နော်ဒီမှာတင်ရမှာတန်ဖို့က2ခွဲဘက်အလဲကောင်းမှရှိနေတာပေါ့နော်အဲ့ဆိုရင်ဒီအခုဒီစာသားတွေပြန်လေးမှရေးထားလို့ပေါ်နေရနော်ဒီမှာနန်းနေမှရေးထားလို့ပေါ်နေရဒီဒီရှိရဒီကောင်နဲ့တွားရောစရာမလိုပါနော်အဲ့ဆိုရင်နောက်တစ်ခုရမယ်နောက်တစ်ခုမရွမ်းသေးမရွမ်းသေးပဲနဲ့ကိုယ့်အကူပဲစဉ်းစားကြည့်မယ် အခုက red နေရာမှာ2ဖိုက်ပိုက်ပေးထားတာကျန်တဲ့ green နဲ့ blue က0ဖြစ်တဲ့ကြောင့်မသိကြတဲ့သူဘာယောင်ဖြစ်မှာလဲစဉ်းစားကြမလို့တော့အသေးကြတဲ့ဒီဥစ္စာတွေဘာယောင်ဖြစ်မှာလဲဆိုတော့အနီယောင်ဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့ red နေရာမှာ2ဖိုက်ပိုက်ပေးထားတဲ့ကြောင့်မလို့သူတို့ဒီမှာအနီယောင်ဖြစ်သွားရယ်ပေါ့နော်အဲဒါနဲ့ဒါလေးရပြီနောက်တစ်ခုကအောက်ကကြတော့အယောအာအာတန်မို red တန်မို့က100 green တန်မို့က60 blue တန်မို့က80ဘယ်လောက်ဖြစ်မလဲချက်သွားရင်ပေါ့နော် control ဘယ်လိုပုံစံမျိုးလေးဗာရောင်လေးထွက်မလဲဆိုတော့ control power select နဲ့ control ဆေးမယ်ဆေးပြီးတော့ကြာဒီဘက်မှာဒီလိုတစ်ချက်လုံးမယ်ဆိုရင်သူကဗာရောင်လေးလဲဆိုတော့အဲမီးခိုးရောင်မှာဖြော့ဖြော့လေးဖြစ်သွားတယ်ပေါ့နော်ဒါက ကိုကြိုက်တယ်လို့ဆက်လို့ရတဲ့အာဂျီဘီကာလာကဒါပေမဲ့တန်မိုးတီ0 to 255တိဖြစ်ရင်ရပြီရက်ကာလာလည်း0 to 255ဘလူးကာလာလည်း0 to 255ဂရင်းကာလာလည်းဆိုအဲ့ထဲမှာကိုကြိုက်တဲ့နံပါတ်ကိုပေးလို့ရရဲပေါ့နော်ဒါဆိုရင်ဒီ RGB အကြောင်းလေးကိုနားလည်မယ်လို့လည်းထင်တယ်အားလုံးကိုကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ် ဆိုရင်အခုထပ်ပြောမှာက has ကာလာအကြောင်းပြောမှာပေါ့နော်ဒါဆိုရင်သူ့ကိုတိတာတော့အောင်သူ့ကို h ရှာလေးချလိုက်မယ် h ရှာကအရင်နေ့တုန်းကပြောပြတာပေါ့နော်ဘာလဲဆိုတော့ collagen ရုပ်တိတာတော့အောင်သူ့နှစ်ချောင်းလောက်ချလိုက်မယ်တစ်ချောင်းနဲ့မချပဲနဲ့ h ရှာ control နေမယ်နေပြီးတော့ကြာဒီဘက်ကိုသွားပြီးတော့ဒီဘက်ကိုသွားပြီးတော့ reload တစ်ချက်လုပ်ကြည့်မယ်ပေါ့နော် နှစ်ကြောင်းနှစ်ကြောင်းချလိုက်ပြီပေါ့နော်နှစ်ကြောင်းချပြီပြီနှစ်ကြောင်းချပြီပြီဆိုတော့အခုဒီဘက်မှာ project တော်ရေးမယ်အခုပြောမယ့်အကြောင်းအရာဒီ hack color ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုခေါင်းစဉ်လေးတစ်ခုပေးလိုက်မယ်ဘာလဲဆိုတော့ hack color အဆိုရင်ခေါင်းစဉ်ပေးခြင်းလေဆိုရင် h1 နဲ့ပေးတယ်ဒါပေမဲ့ရှေ့မှာပြောထားတယ် h1 ကိုပထမဒီနေရာမှာတုံးပြထားပြီဆိုရင် project တစ်ခုမှာဒီနေရာမှာတုံးပြသွားရင်နောက်ထပ်မတုံးတာကောင်းတယ်လို့ပြောပြထားတယ်ပေါ့နော်အဲဆိုတော့သူ့ကို ထပ်သုံးခြင်းလည်းရတယ်ထပ်မသုံးခြင်းလည်းဘယ်လိုလဲဆိုတော့ a2 လို့ပေါ့ a1 အောင်ထပ်မသုံးလဲဆိုတော့ a2 နဲ့ရေးလိုက်မယ်ပေါ့နော် a2 heading 2လို့ပြောစမ်းလား heading 2ကို အခုကဘာရောက်အကြောင်းပြောမှလဲဆိုတော့ head ကလာအကြောင်းပြောမှာကွန်ထရိုးဆေးမယ်ဆေးပြီးတော့ကြာတော့ဘာလုပ်မလဲဆိုတော့ဟိုဘက်မှာသွားပြီးတော့ဒီလောက်တစ်ချက်သွားလုပ်မယ် တစ်ချက်တော့မှာဟကာလာဆိုတဲ့ကောင်းလေးပေါ်လာပြီပေါ့နော်ဒါဆိုဟကာလာဆိုရင်ပါလေပေါ့ဟကာလာဆိုရင်အဲဒီ RGB ကာလာနဲ့တူလာပေါ့ဒါဆိုရင်ဟကာလာတွေ့ရမှာဘယ်လိုရဘယ်လိုရှိလဲဆိုတာကြတော့ပီတက်လေးနဲ့ရေးလိုက်မယ်ပေါ့နော်ตัว value ကဘယ်လိုရှိလဲဆိုတော့သူ့ရဲ့မှာ format က hack count နဲ့ red red green green ဘယ်လိုဘယ်လိုပြောချင်တဲ့အဓိပ္ပာယ်က rgb နဲ့ အဲလိုလိုပဲဘာလို့ဒီနေရာမှာဘာပဲပေါ်လာဆိုတော့ရှေ့ကဟက်ကုတ်လေးရဲ့အာအာဆိုတာက red နှစ်ကိုပြောတာ GG ဆိုတာ green ကိုပြောတာ BB ဆိုတာ blue ပြောသူကအဲ့ဒီပုံစံတိုင်းရှိမှာ သူ့ရဲ့မှာ value တွေက blue တွေရှိလဲဆိုတော့စတာက00ကနေစပြီးတော့ဘယ်မှာစုံနေလဲဆိုတော့ FF မှာစုံတယ်သူကပြောချင်တဲ့အိပယ်ကဒီ RR GG BB နေရာမှာ0ကနေစပြီးလာမယ် FF မှာစုံမယ်လို့ပြောချင်တာဒါဆိုရင် blue ပုံစံမျိုးတွေလည်းတစ်ချက်ချင်းပဲပေါ့နော် ်အရင်ဆုံးပုံမှန်လိုပဲအခုကကြတော့အပေါ်မှာလည်းစန့်ပြခဲ့ပြီဆိုတော့ဒီ solid color ရင်းနဲ့မစန့်ပြတော့တခါလေး hat color ကိုပဲတွားလိုက်နေပေါ့နော်ဒါဆိုရင် p this is p a r a g r a p a this is paragraph that way hat color control save မယ် save ပြီးတော့ကြတော့ဒီထဲမှာ ရေးကြည့်နိုင်တယ်ပေါ့နော်ရေးကြည့်မယ်ဘယ်လိုရေးမလဲဆိုတော့အခုဒီ style ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ style ဆိုရဲ attribute လေးတောင်းမယ် S T Y M A style style ဆိုရဲ attribute လေးကိုတောင်းပြီးတော့ကြာတော့အခုကအရှံဖောင့်ကာလာကိုပဲအရင်ပေးခြင်းပဲဖောင့်ကာလာကိုဘယ်လိုပေးခြင်းမလဲဆိုတော့ဒီမှာ hat ကုတ်လေးနဲ့ရိုက်ပေါ့နော်သူက00ကနေစတဲ့ FM မှာစုံနေဆိုတော့အရင်ဆုံး000ဆိုပြီးတော့အကုန်လုံး6လုံးလုံးပေးခြင်းပဲပထမအာအာ drop က00နှလုံး ဒုတိယ green green အတွက်က CO နှလုံးနောက်ခု PP အတွက်က CO နှလုံးနောက်ဆိုင်သူဘာထွက်လာမလဲကြည့်မယ်ပေါ့နော်ရှေ့မှာ RGB ကလာကိုပြန်သွားရမယ်ဆိုရင်0တွေအကုန်လုံးဆိုရင်ဟုတ်လားပေါ့နော်အခုလဲသူလဲ black ဖြစ်သေးလားတွေ့ကြည့်ကြမယ်ပေါ့နော် control ဆေးမယ်ဆေးပြီးတော့ကြာဒီဘက်မှာလုံးတစ်ချက်လုံးပါပေါ့နော်ဟုတ်သူက black ပဲ တကယ်လို့မဟုတ်ဘူးဆိုရင်ဒါမှ original default color က तू ကအနဲ့ရောင်နဲ့ထွက်ပေးနေမှာပဲအဲ့ဒီဟာကိုပေးပေမဲ့ပေးပေးရတယ်ပေါ့နော်ပြောချင်တဲ့လေးကဒါဆိုရင် color က black ဖြစ်သွားပြီဒါဆိုရင်နောက်တစ်ခုပထမအဦးဆုံးစမ်းပြီးပြီ00စမ်းကြည့်လို့ဆိုတော့နောက်က alphabet ကိုစမ်းကြည့်မယ်။ alphabet ဆိုရင်ရော2 color ဘယ်လိုဖြစ်သွားမှာလဲပေါ့ ်အခုကဖောင့်ကာလာနဲ့ပဲဆန်းမယ်ဖောင့်ကာလာနဲ့ဆန်းပြီးမှ background ကာလာနဲ့ဆန်းမယ်ပေါ့နော်အခုကအာအာနေရာမှာ effect နောက်ထပ် effect နောက်ထပ် effect control ကဆေးမယ်ဆေးပြီးတော့ကြာတော့ဒီဘက်မှာ reload တစ်ချက်လုပ်မယ်ပေါ့နော်ဟောတူတာတကယ်တမ်းကျအောက်မှာရှိတယ် effort ဆိုတဲ့ကောင်ကခုနတော့255နဲ့အတူတူပဲ။ तू ကပုံမှာ255အကုန်လုံး၃ခုစလုံးပြောခဲ့ရင်အဖြူဖြစ်သွားတယ်လို့ပဲ။ तू က update အကုန်လုံးကိုပြောလိုက်ရင်အဖြူဖြစ်သွားတယ်ပေါ့နော်။ ဟုတ်လားမဟုတ်လားဒီနေ့မှဆက်လက်လေးမှတ်ကြည့်လိုက်ရင်ဒီနေ့မှစာသားလေးပေါ်နေတယ်ဟုတ်တယ်အဲ့ဒါဆိုရင်သူကအဖြူပေါ်အဖြူစစ်နေတော့မမြင်ရတာပေါ့နော်သူကအဲ့ရတတ်တာမဟုတ်ဘူးပေါ့အဲ့ဆိုရင်အခုကဘာနဲ့စမ်းပြီးသွားပြီလဲဆိုတော့ဒီအာကာလာနဲ့စမ်းပြီးပြီကာလာနဲ့စမ်းတာအောင်မှာဟတ်တွေအောင်မှာအရောတွေကိုနောက်တစ်ခုစမ်းကြည့်မယ်ပေါ့နော်အခုကပထမဆုံး00 FF ဖြစ်သွားပြီဆိုတော့ဂျားထဲမှာစမ်းကြည့်ရရရှိနေတယ် ဒါဆိုအရင်ဆုံးမဆန်းခင်ဒီ W3 school ထဲမှာတက်ကြည့်အောင်ဒီမှာကြည့် W3 school ထဲမှာဆိုရင်ဒီမှာ F နဲ့စာထားတာရှိတယ်0 0 0ဒါပေမဲ့သူတို့ကိုတေချာကြည့်လိုက်မယ်ဆိုရင် F တဲ့ကျော်ရတာမရှိဘူး A B C D E F အဲ့ဒီပဲရှိရပါတော့။ဒါဆိုရင်ဒီမှာကြည့်လိုက်မယ်ဒီမှာ 3C beta 371ရရပါတော့။ အဲဒီကဏန်းတွေကတော့ကိုကြိုက်တလောက်ဖြစ်လို့ရရပေါ့เนาะ00ကနေစမယ်နောက်တစ်ခုကကြတော့ app တစ်ခက်ကြော်တဲ့အာဒီအင်္ဂလိပ်စကားလုံးမရှိဘူး A B C D E F ပဲပါမယ်ပေါ့နော်အဲဆိုရင်ဒီမှာ F F ဒီမှာသူ့ F F ပေးလိုက်မယ်နောက်တစ်ခုကကြာတော့ဒီကြက်ခက်ကောင်တွေကို0ပေးလိုက်မယ်စောနာရောင်ကပြောခဲ့တယ်လို့ပဲဒါလေးကိုအရင်စမ်းကြမယ်ဒီဒီဒီရှေ့ရဒီနှလုံးဒီအာအာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအာအာကို ဒီအားအားနေရာမှာ effort လုပ်ပေးပြီးကျန်တဲ့ကောင်တွေကိုဘာလုပ်လိုက်မလဲဆိုတော့0 0 0လောက်လိုက်ရင်စောင်းနာတော့ငါလိုပဲအနီရောင်ဖြစ်လာတယ်ပေါ့နော်ဥပမာပြောမယ်ဆိုရင်ဒီလိုပုံစံမျိုးပဲ red နေရာမှာ255ပေးလိုက်ရင်အာဒမ်မို့255ပေးလိုက်ရင် red အရောင်ရသလိုပဲဒီ RGB ကို green နေရာမှာ255ပေးလိုက်ရင် green အရောင်ရအဲ့လိုပဲသူကဒီအရှည်ဆုံးကရှည်ဆုံးကဒီ effort ဒီအာနေရာမှာဖြစ်တဲ့တကြောင်မလို့သူဒီဘာအရောင်ရလိုက်ဆိုတော့အနေအရောင်ရဒါဆိုရင်သူ့ကိုဖလဲကောင်းမှာတွားထားခြင်း green ဖြစ်မလားပေါ့ အရင်ဆုံးအရင်ဆုံးလေးတော့သွားလုပ်ခြင်းပဲပေါ့နော်သူ့အနေအောင်ဖြစ်လာမှာဖြစ်ဘူးလားဒီမှာလေးလောက်တစ်ချက်လုံးမှာဒီမှာဆိုင်ရင်သူ့အနေအောင်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ပထမအဦးဆုံးဖြည့်ဆုံးအာအာနေရာမှာအဖတ်လို့ထားလိုက်လို့ပေါ့နော်ဒါဆိုရင်နောက်တစ်ခုသွားဆိုင်ကြည့်မယ်ကျန်တဲ့နေရာရဲ့အကုံလုံးကို00ထားပြီးတော့ကြာတော့ဒီ green နေရာလေးမှာ effort လုပ်ထားလိုက်မယ် control အစီမယ် ဆက်ပြီးတော့ကြာတာဒီမှာเนาะအာအာဒီရှေ့ဆုံးနှလုံးဒီအာအာဒုတိယဒီအဆောင်လိုက်လေးဒီအာជីជីနောက်ဆုံးဆောင်လိုက်ဒီ PP ပေါ့ဒါဆိုရင်သူအာဘာရောင်လေးဖြစ်လာဆိုတော့အဆင်းရောင်လေးဖြစ်လာတော့ချစ်ကြတယ်ပေါ့เนาะကွန်ထရက်စိတ်မယ်စိတ်ပဲဒီကမှာဒီလောက်တစ်ချက်လုံးမှာဒါဆိုသူလည်းဘာလည်းဖြစ်တယ်ဆိုတော့အဆင်းရောင်ဖြစ်တယ်ပြောချင်တဲ့အိဒီက RGB ကာလာနဲ့ပုံစံအတူတူပဲသူ့နေရာမှာသူတွားရေးလိုက်တယ်ဆိုရင်တော့သူကအာကျန်တဲ့နေရာတုံရရဖြစ်ပြီးသူ့နေရာမှာ FF လို့တွားရေးလိုက်ပြီးဆိုခဲ့ရသူကအဆင်းရောင်ဖြစ်သွားပြီပေါ့เนาะဒါဆိုရင်သူ့ကိုနောက်ဆုံးမှာတွားရေးခြင်းလေ ဒီ effort ကိုနောက်ဆုံးမှသွားရင် effort control စေမယ်အခုဒီ BB နေရာမှာရဲ့ဖြစ်တဲ့ကြောင့်လို့တေးကြရဲဘာအောင်ဖြစ်မှာလဲဆိုတော့ကိုယ်တွားချင်စရာတောင်မလို့တေးကြရဲအပြာအောင်ဖြစ်မှာပေါ့နော်ဒီမှာဒီလောက်တစ်ချက်လောက်လိုက်မယ်ဒီမှာတေးကြရဲဒီမှာအပြာအောင်ဖြစ်သွားဒါဆိုရင်အဓိကကဒီ A to F ဖြစ်နေရာကြီးတဲ့ကဏ္ဍနေရာကိုကြိုက်တယ်လို့ပြလိုက်ပေါ့နော်ဒါဆိုရင်အရင်ဆုံးပြေးကြည့်မယ် to area လေးဆိုပြီးတော့ app တွေပါပါတယ်ဒီ GG လို့ပေးခြင်းတူပါပြင်မယ်ကြည့်啊တော့ GG ဆိုတဲ့ကာလာရှိတာမရှိတော့ဒီအောက်မှာဘာလေးပြနေလဲဆိုတော့ဒီမှာရှိအောက်ကအနေအောင်လေးပြနေတယ်ဆိုရင်သူကမားတယ်ပေါ့သူ reload လုပ်လဲသူကအရာအထွက်မလာဘူးဒါပေမဲ့သူ့ရဲ့မှာ original default စာသားပဲထွက်လာပြီးတော့အရာအထွက်မလာဘူးပေါ့နော်အဲဆို GG ဆိုတာမရှိဘူး A to F တွေပဲရှိရပေါ့နော်အဲ့ဒါကိုပြပေးချင်တယ်အဲဆိုရင်1 2 3 4 F4 ဖြစ်ရှိမှာအတော့ဆင်းမယ်စိတ်ရကြတော့ဒီမှာလေးတော့တစ်ချက်လုံးမယ်ဆိုရင် သူ့ရှိရသူဒီလိုရောင်းလေးဖြစ်သွားတယ်ပေါ့နော်အဓိကကဒီ A to F ဖြစ်ရင်ရတယ်ကျန်တာမကျော်နဲ့ပေါ့နော်ဒီ0 to F ဖြစ်ပြင်မယ်0ကတော့အဆင်ပြေတယ်အာသူခဏနေအကြိုက်တယ်လို့ဖြစ်လို့ရတယ်ပေါ့နော်ဒီ effort တော့ကျော်လို့မရအောင် effort A to F ပြည့်ဖြစ်ရမယ်ပေါ့နော်ဒါဒီဟက်ကလာရင်အလုံးလို့ပေါ့ဒါဒီအခုကဖောင်းကလာတော့ပြီးပြီဆိုတော့အခု background နဲ့လောက်ချင်နေပေါ့နော် ဆိုရင်သူ့ကိုပဲ copy ကိုလိုက်မယ်ဒီနေရာလေးကိုဝယ်ပြောင်းလိုက်မယ်ပေါ့နော်အခုကဖောင့်ကာလာနဲ့စမ်းချေလို့ပကောင်ကာလာနဲ့စမ်း G R O U N D C O N O R ကာလာပကောင်ကာလာနဲ့စမ်းမယ်သူ့ကိုအဲ00ဆိုတော့111နဲ့စမ်းချေ control အစီမယ်စိတ်ပြီးတော့ကြာတော့ဒီမှာဒီလိုတစ်ချက်လုံးသူ111တော့ပြန်ဖိုင်အောင်ထွက်လဲဆိုတော့111ကဒီနဲ့အနေရောင်ပုံစံလေးပဲထွက်တယ်ပေါ့နော် ောင်းနှစ်လေးငါးလုံးပဲရှိတယ် sorry တစ်လုံးမှာ တူခဲနောက်တစ်ဆင့်အောင်သွားကြည့်မယ်အင်း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 ဆိုတာရောက်ခဲ့ဟာအင်းဆိုတော်တော်လေးကိုတော့ဖာမလေးဝင်နေရတော့အေးပြီးတော့ဒီဒီဒီပေါ့တင်းနဲ့တော်လေးချာချာကွန်ထရက်ဆင်းနဲ့ဆေးပြီးတော့ကြာပြီးတော့မှဒီလိုတစ်ချက်လုံးအာသူလည်းတိတ်နေနေရတော့ဒီဒီပြီးတော့စစ်စစ်ပေါ့ နဲ့တောင်းတယ်ဒီမှာပစ်တော့နည်းထင်လာပြီပေါ့နော်အဲကြအေးအေးအရှိဆုံးပြီးသွားလဲตัว FFF ဆိုရင်အဖြူဆုံးဒီဖြစ်သွားဒီလိုမျိုးဘလာဘလာဆိုတာပေါ့နေအဖြူဆုံးဖြစ်တာအေးအေးဆိုဘယ်လိုဖြစ်လဲအေးဆိုသူ့ထက်နည်းနည်းလေးလင်းနေတယ်မှာပါတယ်ပေါ့နော် A to M မှာဆိုရင်လည်းအဲ့လိုပဲ AD အလင်းဆုံးဖြစ်ပြီးတော့ကြတော့ app ဒီဖြူအောင်ဘက်ကိုသွားရဲပေါ့နော်အဲသူကဟို A ဘက်ကိုကြာရင်ဂျာ gray အောင်ဘက်ကိုသွားရဲဆိုတာသိထားရရပေါ့နော်ဒီလိုပဲဒါဆိုရင်ကနန်းနေတက်တက်ဒီလိုတက်တက်ပဲ background color ပေးကြမလို့အတူတူပဲဖောင့် color နဲ့ကနန်းနေနဲ့ရောလို့လည်းရတယ်အင်္ဂလိပ်အက္ခရာ alphabet A to A ကနေပြီးတော့ကနန်းနေရောလို့ရတယ်ဒါဆိုရင်အရင်ဆုံး1 A 2 B 3 C ပေးချင်တယ်ကွန်ဖရင့်နဲ့စေပြီးတော့ဂျာဒီအောင်ကဒီနောက်တစ်ချက်လောက်မှာ င်ပြဆိုရင်ဒီမှာ 1A 2B 3C ကထိကလာလေးရတယ်ပေါ့ညာနော်အဲ့ဒါကကိုလုံးမဲ့ project ပုံမှာမူတည်ပြီးတော့ကိုဒီဘာយ៉ាងသုံးမလဲဆိုတာကိုကကိုရှင်းလို့ရတယ်တကယ်လို့ကိုကအယောင်တွေကိုမရွေးတဲ့ပုံစံဘာမှဖြစ်ဖို့ဒီမှာ W3 စကူရဲ့မှာရှိရယ်ဒီမှာအယောင်တွေကိုဒီမှာကိုကြိုက်တဲ့အယောင်တွေကိုလာရွေးလို့ရရယ်ပေါ့နော်ဒါဆိုရင် hack ကလာရောအဲဒီ RGB ကလာရောနားလည်မယ်ထင်တယ် ှအချုပ်ကိုပြောရမယ်ဆိုရင်အရင်ဆုံးဒီ font color နဲ့လည်း RGB အကြောင်းကိုပြောခဲ့တယ်နောက်ပြီးကြတော့ hat အကြောင်းကိုပြောခဲ့တယ်ပေါ့နော် background color နဲ့ RGB အကြောင်းကိုပြောခဲ့တယ်နောက်တစ်ခုကကြတော့ hat အကြောင်းကိုပြောခဲ့တယ်နောက်တစ်ခုကဘာပြောခဲ့ရလဲဆိုတော့ number 3 number 3ရကြတော့ RGB color တရားကြတော့02 255 T ရှိပြီးတော့ hat color ကကြတော့ ီရိုတို့ဒုခိုက်ဖိုက်လို့ပုံစံတူပဲဒါပေမဲ့သူကဘလို့ကွဲသွားတာလဲဆိုတော့ဟက်ကာလာက0002 FF ဒီရှိရဲ့ FF လို့ပြောရတယ်ဆိုကြတာ A to F တွေပဲရှိရကျွန်တော်ကြောက်လို့မရပါဘူး။ဒါဆိုရင်ဒီ lesson ဒီ lesson 5 color ရဲ့မှာအချုပ်ကိုကြည့်ချင်လဲဆိုရင်ဒီလေးချောင်းလေးကိုတွေ့ချင်ရမယ်ပေါ့နော်။အဲဆိုရင်အဲဒီ video ကဒီလောက်ပဲပေါ့နော်။